မင်္ဂလာပါရှင် KS ကချင်ရပါအခုဒီထဲမှာအရင်လာပြီးတော့ညှို့ညို့လေးနဲ့ရိုးရဆန်တဲ့အထည်လေးလေးပြပြမယ်ပေါ့နော်ဒီဒီထဲမှာကျတော့အပေါ်နှစ်ထည်နဲ့ဒီအောက်နှစ်ထည်ကမတူဘူးပေါ့နော်ဒီအောက်ကနှစ်ထည်ကကျတော့သူကခြိတာဖြစ်ပြီးတော့အပေါ်ကနှစ်ထည်ကကျတော့ပိုးလေးပေါ့နော်ပုံစံနည်းနည်းလေးကွဲပါတယ်နော်ဒါလေးကိုကျွန်တော်ပြပြမယ်အယောင်ခံတော့အတူတူပဲအရင်လာတယ်အရင်တွေးလဲအရင်ကောင်းတယ်နှစ်တရာဒိုင်းမွန်းခြိရှင်း တိုင်အဖောက်ခတ်ထားတာပေါ့နော်ဒီဟာလေးဆိုရင် तू ကဒူးနားလေးပေါ့နော်ဒီလိုမျိုးဒူးနားလေးကိုလက်ပွင့်ကျဲကျဲလေးလက်ပွင့်က तू ကတေးသေးလေးဒီလက်ပွင့်ပုံစံလေးကရှည်ရှည်လေးပေါ့နော်ရှည်ရှည်လေးနဲ့ဒီလိုမျိုးတေးသေးလေးအပေါ်မှာ तू ကခတ်ကျဲကျဲလေးနဲ့ဒူးနားလေးကိုအလိုအပြည့်လေးခတ်ထားတာပေါ့နော် तू ကတော့အယောင်အခံလေးကတော့အနက်နဲ့စီးအောင်လေးပါခြေတောင်းဝန်းဆက်ကလေးပါအရန်လာတယ်အရန်လာပြီးတော့သူ့ရဲ့ပုံစံလေးက အဲ့လိုစစန်းလေးနဲ့ပေါ့ရေရိုးရှင်းရှင်းလေးနဲ့စစန်းလေးလှတာပေါ့နော်ပြောရမယ်ဆိုရေရိုးစစန်းလေးရှင်းရှင်းလေးကိုမှသူကစမ်းတယ်လို့ဖြစ်နေတယ်ပုံမှန်ဒါလေးကိုကျမကရောင်းဖို့ဒီမှာကတ်ထားပြီးသိန်း3500နဲ့ရောင်းပါပါဒီထင်ပြီးဒါပေမဲ့ဒီလထဲမှာပေါ့နော်အထူးစီးလေးရှိတယ်နော်အထူးစီးလေးကတော့ရမ်းလာတဲ့3900တစ်တုံးကိုနော်တစ်တုံးကိုဒါလေးကိုကျမကအခုဒီလထဲမှာဆိုရင်တစ်တုံး2000 အသိန်း3000 2000နဲ့ပဲရောင်းပေးမယ်ပေါ့နော်အရင်လာတယ်နော်ယူလာယူဒီလိုမျိုးထင်ဆိုရင်နော်အရင်မျက်လုံးပိတ်ယူစီကျင်တယ်ကိုတော့အရင်ကြိုက်တဲ့ဒီထဲလေးလေးအုပ်ထဲရှိတာနံပါတ်450တစ်ကလေးပါစင်တူလေးစမစမနှစ်အုပ်ရှိပါတယ်အန်ဒီလိုမျိုးအရောင်ခံဒီဘာတွေလဲအားလုံးတူတူခြိသားလေးပါနော်ဒီနှစ်ထဲကတော့ခြိသားဝန်းဆက်ကလေးဖြစ်တယ်50ကခြိသားလေးပါနော်နောက်တစ်ထည်လေးကကြတော့ဒါကကြတော့ပိုးလေးပုံစံတူပါတယ်မတူလို့ထင်တယ် ဒါလေးကကျတော့ပိုးလေးပေါ့နော်ဒါကကျတော့ပိုးလေးအပွင့်ပုံနည်းနည်းကွဲရတယ်နော်ဟုတ်လားမကွဲဘူးတူတူပဲတူတူပဲနော် sorry မကွဲဘူး तू ကပိုးဖြစ်နေတာဒါကတော့ premier ပိုးလေးနဲ့ခတ်ထားတာ color set တွေလည်းအားလုံးတူတူပဲနော်လှတယ် premier ပိုးလေးကလည်းတစ်မျိုးစုံပြီးလှတယ်ချီကလည်းတချို့ကလည်းအေးအေးလေးကြိုက်ကြိုက်လို့ဆိုချီရွေးတာပေါ့နော်လက်ရလည်းအရန်ကောင်းနေဒါရီကလည်းတကယ်ရိုးရအဆင်နဲ့ဖြစ်တယ်ပြီးတော့ဒီကိစ္စကဆက်ဆက်နဲ့အရင်ကကောင်းကောင်းလေးတွေပြချင်နေတယ် 3900ကိုတော့3200နဲ့ပဲဖြစ်ပါမယ်ဒီလအထဲမှာဒါလေးကကြတော့နံပါတ်လေးက50နဲ့နှစ်ကလေးပါဒီပိုးလေးနဲ့ကြတော့နှုတ်အုပ်ထွက်ပါတယ်နော်နောက်ထွက်ထားပါရယ်ဝတ်လိုက်ရင်အရန်လှပြီးရမ်းတက်မဲ့အထည်လေးပါအဲလက်ဆောင်သေးရင်လည်းဒီအထည်လေးတွေကဆန်းဆန်းလေးနဲ့ရိုးရိုးလေးလှတဲ့အထည်မျိုးပါနော်လေးအုပ်ထဲရှိတာမလို့အမြန်လေးလှခဲ့နော်တကယ်ကိုယူကြည့်လူလူရောဝတ်ကြည့်ပါမတူတမှုထူးတဲ့ပုံစံလေးနဲ့လှမှာပါနော်အားပေးပါအောင်ရှင်